နေ့စဉ်တရားတစ်ပုဒ်နှစ်ပုဒ်ကတော့နာသိနေလို့ဦးဇင်းထင်ကိုယ်စရိုင်းနဲ့ကိုက်ညီမဲ့ကိုနာလဲရရဲ့ကိုရှိထဲမှာအရန်ရှင်းတဲ့အတိညာဉ်ကိုတကယ်တိုးစေတဲ့တော့ဘုရားဟောဒေသနာတွေကိုဘလို့သိနေလို့နာယူသိနေအဲ့ဒါပါတော့ကိုယ့်ရဲ့မှန်ကန်တဲ့အားကောင်းတဲ့အတွေးမှန်တွေရဖို့ဟုတ်လားအဲ့ဒါရမှဟိုဘက်ကိုဆက်ပြီးတော့သွားနိုင်မှာဟုတ်လားတောင်ရှိသူတော်ကောင်းကြီးတွေကတော့ဘလို့အချိန်မျိုးပဲဖြစ်နေဖြစ်နေသူတို့ရဲ့အတွေးကအဲ့ဒီလွတ်မြောက်ရေးဘက်ကိုသူတို့ရှေ့ရှုကြတာတွေရှိတယ် အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့เนาะပါပြောခြင်းတုံးဆိုတော့ဇာတကဏိပတ်တော်မှာเนาะနည်းနည်းလေးရေစရာလည်းကောင်းတယ်ဇတ်တော်လေးတစ်ခုရှိတယ်နောက်သူတိမဇတ်ဆိုတော့အဲ့ဒီဇတ်တော်မှာဘာပြောထားတုံးဆိုတော့ဦးဇင်းတို့ဘုရားလောင်းကပရောဟိတ်အမတ်ကြီးရဲ့တားတယောက်ဖြစ်တယ်အဲ့ဒါဗြဟ္မတရှင်မင်းရဲ့တားကလည်းပဲဗြဟ္မတထကုမာရဆိုပြီးတော့မင်းသားလေးပေါ့ဒါဘုရားလောင်းကပရောဟိတ်ဘုံသားရဲ့တားဆိုတော့သူကပရောဟိတ်ဖြစ်မဲ့လူပေါ့နော် အဲ့ဒါဘုရင်သားနဲ့ပရောဟိတ်သားအရန်ရှင်းနေတယ်ခင်မင်းနဲ့တကယ်ချင်းလည်းပင်ဖက်ပြီးတော့ကြီးလာတော့အဲ့ဒါနဲ့ဘုရင်ကြီးနိုင်ရဆန်ကံတော်ကုန်ပြီဆိုတော့ပြမရတ္ထကုမာရာမင်းသားလေးကဘုရင်ဖြစ်တယ်သူဘုရင်ဖြစ်ပြီးတော့သူ့ရဲ့တကယ်ချင်းကိုဘာလို့ဆိုပရောဟိတ်ယာထုပေးတယ်ပေါ့ဟုတ်လားအဲ့လိုနဲ့တော့ဘုရင်ကြီးကလည်းပဲငငယ်ရွယ်ရွယ်ကံကုန်သွားဟန်တူပါတယ်အဲ့ဒီဘုရင်ကြီးရဲ့မိဖုရားကတိတ်ပြီးတော့အသက်မကြီးသေးဘူး၄၀ကျော်လောက်ပဲရှိမယ်ပေါ့ ။ဘာဖြစ်တဲ့လူကငငယ်ရွယ်ရွယ်ရှင်ပင်ဖြစ်တယ်။အဲ့လိုနဲ့ဒီနေ့ရောက်တော့ဘာလုပ်လဲဆိုတော့နော်ပရောဟိတ်ဘုံသားကိုဆင်းတော့မှတင်ပြီးတော့ဘရင်ကတိုင်းကလှည့်လိုက်တာ။အဲ့ဒါကိုဒီဘရင်ရဲ့မေတော်ဖြစ်တဲ့နော်မိဖုရားကြီးကသူ့ရဲ့သားရဲ့အသေးရေကိုကြည့်မယ်ဆိုပြီးတော့လေသာပရင်းကနေကြည့်တာ။ကြည့်တော့သူ့သားနောက်မှာထိုင်းပြီးတော့လိုက်လာတဲ့ဘုရားလောင်းပရောဟိတ်ဘုံသားကို မြင်တယ်။ ဲ့ဒါမြင်မြင်ချင်းပဲအလွန်တဆွန်းတဲ့စိတ်ဖြစ်ပြီးတော့မစားနိုင်မတော့နိုင်ဖြစ်တယ်ပြောမှလည်းရှက်တယ်ပေါ့လုံးဝမေးလို့လည်းမရမရတဲ့အခါကျတော့တားဖြစ်တဲ့လူကအလွန်လိမ်ပါတယ်မေးကိုလွန်ချစ်တယ်အဲ့ဒါနဲ့သူ့ရဲ့မိဖုရားကြီးကိုမေးခိုင်းတယ်သွားမင်းရောက်ခမကြီးကိုဘာဖြစ်တာတော့သွားမေးစားဆိုဘာလဲမနောက်ဆုံးတော့မရှက်နိုင်ဘူးပြောတာအဲ့ဒီပရောဟိတ်ပုံနာကိုမမောတဲ့အတွက်ကြောင့်ဒီလိုဖြစ်နေတာလို့ပြောတာပြောတော့တားဖြစ်တဲ့လူကဘာလုပ်တယ်ထင်လဲ အဲ့ဒီပရောဟိတ်ကိုခေါ်ပြီးတော့တောင်းပန်တာဗျာမင်းရှင်မင်းလုပ်ပါငါအမေကိုယူပြီးတော့ငါအင်ရှင်မင်းသားလုပ်ပါမယ်အလုံးဝမဖြစ်နိုင်ဘူးဟိုကတားတယ်ငါမလုပ်ချင်ဘူးတော့ငါဒါသိစိတ်မွန်စားဘုရားလုံးကလည်းအဲ့လိုဖြစ်တယ်ဒါပေမဲ့မင်းငါ့ရဲ့အမေရဲ့အသက်ကိုပေးပါမင်းငါ့ကိုချစ်တယ်ဆိုလို့ရှိရင်ခုငါတောင်းပန်တာမင်းလက်ခံပါအဲ့ဒါနဲ့ဘလို့မှမရတယ်ဆုံးပါအဲ့ဒါဘုရားလုံးကအရှင်မင်းလုပ်ရတယ်ပေါ့အဲ့ဒီမိဖုရားကြီးဟူပြောရှင်မင်းလုပ်ရတယ် ်တမီးပြားကြီးလည်းသူ့ကိုအလွန်ချစ်ပါတယ်အဲ့လိုနဲ့နေလာရင်းနဲ့အရွယ်ကနည်းနည်းကွာတဲ့ခါကျတော့တော့မီးပြားကြီးကတိတ်လဲစိတ်မချဘူးအဲ့ဒါဘုရားလုံးကလည်းပဲသူကအရွယ်သားငယ်တာအမြဲတမ်းသူ့ရဲ့စိတ်ကတီတီနန်းစည်းစိမ်ထဲမှာတိတ်ပြီးတော့စိတ်မဝင်စားသူကဘာစိတ်ဝင်စားတော့ဆိုတော့နော်ဒီမြက်တဲ့အကျင့်ကိုကျင့်သုံးပြီးတော့ဘဝကိုအသေးပဲရှိရှိလေးလေးနဲ့နဲ့တွေးပြီးတော့သူကအဲ့လိုတယောက်တည်းနေတဲ့အလေးအကျင့်ကသူ့မှာစွဲမြဲနေတယ်နော်တိတ်ပြီးတော့ရောရောနှောနှောနေတာမရှိဘူး ဲ့ဒါကိုပဲမိဖုရားကြီးကတော့ဒီပရောဟိတ်ကငါ့ကိုတက်ကြီးလို့သိမမြတ်နိုးတာနဲ့တူတယ်အဲ့တော့သူနဲ့အတူတူနေအောင်ဆိုတော့သူကဘလို့ကြံတော့ဆိုတော့မိဖုရားကြီးကတနာတော့တနာเสียပါပဲတိလဘလို့ကြံလဲဆိုတော့ဒီနေ့တော့အဲ့ဒီဘုရားလောင်းရဲ့ခေါင်းကဆပင်တွေကိုဖိပီးရင်းနဲ့ဘာလို့လဲဆိုတော့ဘုရားလောင်းရဲ့ခေါင်းကဆပင်တပင်ကိုနှုတ်လိုက်တယ်နှုတ်ပြီးတော့အဲ့ဒီဆပင်ကိုဘေးပြစ်ပြီးတော့သူ့ခေါင်းကဆပင်မျိုးတစ်မျိုးကိုနှုတ်လိုက်တယ်ဟုတ်လားအဲ့ဒါကတော့ကြိုးပြီးတော့နှုတ်တာပဲခေါင်းကဆပင်မျိုး နှုတ်ပြီးတော့အဲ့ဒါဘုရားလောင်းစပင်ကိုနှုတ်ဘုရားလောင်းစပင်ကိုတော့ဘေးပြစ်ပြီးတော့အဲ့ဒါမင်းကြီးမင်းကြီးကောင်ကဟောဒီစပင်မျိုးတွေ့ရတယ်ဆိုတော့ဘုရားလောင်းရဲ့လက်ထဲကိုစပင်မျိုးထည့်တယ်။တကယ်တမ်းသူကောင်ကစပင်မျိုးကြီးဟုတ်လားလူစိတ်ကူးနဲ့ထည့်တာလို့ဆိုတော့ငါအိုပြီးရှောက်ပြီးတော့ငါတွေးနေဖို့မသင့်ဘူးဒီမိဖုရားကြီးနဲ့ပဲငါဒီလိုပဲရိုးမြေကြနေသွားဖို့ဆိုတော့အဲ့ဒီအတွေးမျိုးဖြစ်အောင်လို့မိဖုရားကြီးကလှုပ်တယ်ဟုတ်လားအဲ့လိုလေပြလိုက်ခါရောမှန်ကျင်တဲ့နှံတို့ကမကရဘူးဟုတ်လား နော်အဲ့ဒါဘုရားလုံးကဘာဖြစ်တုံးဆိုတော့သူကောင်းကဆပင်လို့သူတကယ်ထင်တယ်အဲ့ဒါဆပင်မြူကြည့်ပြီးတော့ချွေးတွေထွက်လာတယ်တဲ့နော်ချွေးတွေပြက်ပြက်ကြအောင်ထွက်လာတယ်ထွက်လာပြီးတော့အလွန်ထိတ်လန့်တုံလို့တယ်အော်ငါဆပင်မြူတောင်ပေါက်လာပြီလားအဲ့လိုဆိုလို့ရှိရင်ငါဒီမှာနေလို့မဖြစ်တော့ဘူးတဲ့ငါရသေးဝိပြီးတော့ငါမြတ်တော်ကျင့်ကိုပဲကျင့်တော့မယ်ဆိုဟောအဲ့လိုဖြစ်တယ်ကဲဘလို့မှတားလို့ကိုမရတော့အဲ့ဒါမိဖုရားကြီးအဲ့ကြတော့မှ तू ကလိန်ညာမိတာပါ ဒါမင်းကြီးရဲ့ကောင်းကဆပင်ပြူပေါ့မင်းကြီးဟာနုပြူပါသေးတယ်ငယ်ရွယ်ပါသေးတယ်ဆိုအကုန်လုံးဆပင်ပြူတပင်မှမရှိတဲ့ကြောင့် तू ပြောတယ်ဒါ तू ကောင်းကဆပင်ပြူပါဘလို့မှပြောလို့မရတော့ gain မိဖုရားရဲ့ကောင်းကဆပင်ပြူပဲဖြစ်ဖြစ်ငါကောင်းကဆပင်ပြူပဲဖြစ်ဖြစ်အခုမပေါက်သေးရင်လည်းပြီးရင်လည်းပေါက်လာမှာပဲဆိုတဲ့အတွေးနေမှာပေါ့ဟုတ်လားအဲ့ဒါနဲ့ဘုရားလောင်းကလုံးဝတားလို့မရတော့ဘူး အဲ့ဒါဒီနန်းစည်းစိမ်ကိုတငယ်ချင်းဖြစ်တဲ့ဘရောဟိတ်ကိုပြန်အပ်ပြီးတော့ငိုရိုးနေကြတဲ့နန်းတော်ကြီးတစ်ခုလုံးကိုစွန့်လွတ်ပြီးတော့ခိမွန်တာဝင်ပြီးတော့ရတေဝတ်ဒါကမြတ်စွာဘုရားကကိုတော်မြတ်ရဲ့မြတ်တော်တော်ထွက်ခြင်းကိုကြီးမွန်ကြတဲ့ယဟန်တွေကိုကြောင်းပြုတ်ပြီးတော့ဒီဇတ်တော်လေးကိုဟောတာပါအဲ့တော့ဦးဇင်းကပြောနေတာကတော့အချိန်၄ရက်ရက်တွေကတော့ဒီထဲမှာမွေးလျော်ဖို့နေချိုက်ဖို့ပန်တီးကြတာပေါ့နော်ဒါပေမဲ့ယောနိတော်မရတိကာရအားကောင်းတဲ့အခါကျတော့အဲ့ဒီအချိန်၄ကပဲ တပည့်လူမျောလင်းတဲ့အနေအထားမျိုး ဖြစ်မလာဘဲနဲ့တော့စန့်ကျင်ဘက်နော်တဘာဝကြတဲ့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်ဖို့အတွက်တွန်းအားကြီးတစ်ခုဖြစ်မသွားဘူးလားဖြစ်သွားတယ်အဲ့ဒါပဲအဲ့ဒါပဲနော်အဲ့ဒါဘာတော့ဆိုတော့လူတယောက်ရဲ့အတွေးပေါ့သူဘလို့စဉ်းစားတာတော့ဟုတ်လားသူဘလို့စဉ်းစားတာတော့ဆိုတာကလည်းပဲသူငကိုယ်တုံးကဘာတွေမှတ်သားဖို့ထားတာတော့ဆိုတာပေါ်မှာအများကြီးမူတည်ပြောရင်တော့တရားတွေများများနာထားမှအတွေ့အကြုံတွေများများထွက်မှာနော်